်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပရမအုံဆုံးဖျားသခင်ရဲ့ကြည်တော်ကိုချီးမွမ်းပါれတဲ့ခြေလမ်းများကိုလမ်းညွန်ပေးလိမ့်မည်ဆိုတဲ့ကောင်းစဉ်နဲ့38ခုမြောက်သောဆန္ဒအငယ်23ကိုဆင်ခြင်သွားခြင်းပါれ။ ကောင်းသောသူဤခြေရာတို့ကိုထာဝရဘုရားသည်ပဲ့ပြင်၍သူသွားရာလမ်းကို နှက်သက်တော်မူ၏ကျွန်တော်တို့ယုံကြည်သူတွေဘုရားသခင်ကိုယုံကြည်နေတာနဲ့အမျှသူဟာကျွန်တော်တို့ကိုလမ်းပြပြီးတော့ကျွန်တော်တို့အသက်တာရှောင်နေတဲ့ခရီးလမ်းကို လုံခြုံစေတော်မူမှာဖြစ်တယ်ကျွန်တော်တို့ကိုမှန်ကန်တဲ့လမ်းကြောင်းအမှန်ကိုပို့ဆောင်ပေးမှာဖြစ်ပြီးတော့ကျွန်တော်တို့လျှောက်လမ်းနေခြင်းကိုလည်းအားကောင်းစေမှာဖြစ်တယ် နေ့စဉ်နေ့တိုင်းမှာဘုရားသခင်ကကျွန်တော်တို့လျှောက်လန်းရလန်းခီးကိုခြေလန်းတွေကို မကြဆင်းသွားစေဖို့ခိုင်ခတ်ခိုင်မာစေမှာဖြစ်တယ်။ကျွန်တော်ခြေလန်းတွေကိုလမ်းညွန်ပေးနေတဲ့အကြောင်းမှတ်သားထားဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အမှန်တရားနှစ်ခုရှိပါတယ်။ပထမတစ်ခုအနေနဲ့ကဘုရားသခင်က ကျွန်တော်တို့ခြေလန်းတွေနဲ့ပတ်သက်ပြီးတော့မိန့်တော်မူထားတဲ့အရာတစ်ခုကယေရမိအခန်းကြီး29အငယ်17မှာ တဖန်မိန်တော်မူသည်ကငါသည်တင်တို့ကိုအကျိုးနှဲစေခြင်းငါကြံစီသောအကြံမဟုတ်ပဲတင်တို့သည်မျော်လင့်သောအကျိုးကိုရမည်အကြောင်းငြိမ်ဝတ်စေခြင်းငါသာတင်တို့အဖို့ကြံစီသောအကြံတို့ကိုငါတည်၏လို့ဆိုထားပါတယ်ဒီလိုဆိုထားတဲ့အတိုင်းဘုရားသခင်ကကျွန်တော်တို့အသက်တာအတွက်ကြံစီထားတဲ့အကြံအစီအစီအစဉ်ရှိနေပြီးတော့အဲ့ဒီအကြံအစီကကျွန်တော်တို့အတွက်ကောင်းမွန်မှာဖြစ်တယ် ဘုရားသခင်ကကျွန်တော်တို့ခြေလှမ်းတွေကိုလမ်းညွန်ပေးနေတဲ့အတွက်ကြောင့်ကျွန်တော်တို့အတွက်သူ့ရဲ့အစီအစဉ်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်ကျွန်တော်တို့ကဝန်ခံခွင့်ပြုနေတာနဲ့အမျှကျွန်တော်တို့ကိုမှန်ကန်တဲ့ရွေးချယ်မှုတွေကိုပြုလုပ်နိုင်ဖို့နဲ့ကျွန်တော်တို့ကို အကောင်းဆုံးသောလမ်းကိုပို့ဆောင်ပေးဖို့ကျွန်တော်တို့ကိုလမ်းပြနေမှာဖြစ်တယ်လမ်းကြောင်းမှအတိုင်းရှောက်လန်းနိုင်မဲ့ခြေလမ်းတွေကိုသူပြနေပါလိမ့်မယ် ။နောက်ဒုတိယတစ်ခုကဘုရားသခင်ကကျွန်တော်တို့ရဲ့ခြေရာကိုလုံခြုံစေခြင်းအားဖြင့်ကျွန်တော်တို့ခြေလမ်းကိုလမ်းညွန်ပေးနေမှာဖြစ်တယ်။တခါတလေမှကျွန်တော်တို့ဘဝမှာကြောက်စရက်ခဲတွေရှိတဲ့ကြမ်းတမ်းတဲ့လမ်းခီးအမြင့်ကိုတက်နေရတဲ့ကြမ်းတမ်းတဲ့တောင်ပေါ်ကိုရှောက်သွားနေရတယ်လို့ခံစားနေရမှာဖြစ်တယ်။ရှစ်ဆက်မသွားခြင်းပဲနဲ့နောက်ပြန်လဲခြင်းနဲ့အချိန်တွေလည်းဖြစ်နေလိမ့်မယ်တိုးတက်မှုကနေကွင်းနေမယ် သစ္စာမဲ့မှုတွေကို ခံစားနေရမယ်ပင်ပန်းမယ်ရီမန်းထားတဲ့ပန်းတိုင်ထိတ်ဆုံးကိုရောက်ပါမလားဆိုတာမတိချမရေရာဘူးဖြစ်နေမယ်ဒါပေမဲ့ဘုရားသခင်ကကျွန်တော်တို့ခြေလမ်းတိုင်းကိုလမ်းညွန်ပေးနေတဲ့အခါမှာခက်ခဲနေပေမဲ့လည်းကျွန်တော်တို့ဟာခိုင်ခန့်တဲ့မြေပေါ်မှာရပ်နေဖို့အတွက်တေချာစီခြင်းအပြင် ကျွန်တော်တို့အဲ့ဒီအခြေအနေတွေမှာပြုတ်ကြမတော်စီဖို့တားဆီးပေးမှာဖြစ်တယ် 40ခုမြောက်သောဆန်လန်အငယ်နှစ်မှာပျက်စီးရာတွင်နေအလွန်ဆိုးသောရှွတ်နေကငါ့ကိုကဲနှုတ်ပြီးလျင်ငါ့ခြေတို့ကိုကြောက်ပေါ်မှာတင်၍ငါ့ခြေရာတို့ကိုတီးစီတော်မူ၏လို့ဆိုထားပါတယ်။ဒီနေ့ဘုရားသခင်က ကျွန်တော်အတွက်လမ်းညွန်ပေးနေပါတယ်။တခြားသူတွေနောက်ပြန်လျှော့ကြခြင်းဒါမှမဟုတ်ထိမိပြီးတော့လဲကြခြင်းမှာဘုရားသခင်ကကျွန်တော်တို့ခြေလမ်းတွေကိုခိုင်ခတ်လုံခြုံစေပါတယ်။ သူဟာကျွန်တော်တို့ခြေတောက်တကိုမှန်ကန်တဲ့လမ်းကြောင်းအပေါ်မှာစိုက်ထားပြီးတော့ကျွန်တော်တို့ခြေလမ်းတင့်တဲ့နေရာလမ်းကြောင်းကိုပြတာပြီးမှဖြစ်တယ်။ဒီနေ့ခရစ်တော်ရဲ့နောက်တော်ကိုလိုက်နေတဲ့အချိန်မှာဘုရားသခင်ကကျွန်တော်တို့ခြေလမ်းတွေကိုလမ်းညွန်ပေးနေပြီးတော့အတီးပြုတ်ပေးနေလိမ့်မှာဖြစ်တယ်။ကျွန်တော်တို့အနေနဲ့ဘုရားသခင်လမ်းညွန်ပေးပြင်ထားတဲ့အတိုင်းကျွန်တော်တို့လိုက်လျှောက်တဲ့အခါမှာ သူ့ရဲ့အလိုတော်လမ်းအတွင်းမှာရှိနေတဲ့အတွက်ကြောင့် သွားနေတဲ့လမ်းကိုသူကနှစ်သက်တော်မူမှာဖြစ်တယ်။ဒါကလမ်းလျှောက်တက်ကစားကလေးပထမဦးဆုံးခြေလမ်းအတွဲဝမ်းမြောက်ဂုံယူနေတဲ့မိဘတွေလိုဖြစ်ပြီးတော့ဘုရားသခင်ကကျွန်တော်တို့အတွက်ဝမ်းမြောက်နေမှာဖြစ်တယ်။ကျွန်တော်တို့ခြေလမ်းတွေကိုဥဆောင်အမိတ်ပေးလိုက်တဲ့အတိုင်းကျွန်တော်တို့ကလိုက်လျှောက်တဲ့အခါဘုရားသခင်ကအယံပျော်ပြီးတော့ဝမ်းသာပီတိဖြစ်နေမှာဖြစ်တယ်။ဆိုတော့ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ရဲ့အသက်တာလျှောက်တဲ့လမ်းကိုလမ်းညွန်ပယ်ပြင်ပေးနေပါတယ်။ သူညွန်ပြတဲ့လမ်းကိုကျွန်တော်တို့ရှောက်ဖို့လိုပါတယ်။သူဖော်ပြတဲ့လမ်းညွန်မှုအတိုင်းသွားတဲ့အခါခိုင်ခန့်တဲ့မြေအပေါ်မှာခိုင်ခိုင်မာမာယက်တည်နေစေတော်မူမှာဖြစ်တယ်။ပြာသခင်လမ်းညွန်တဲ့အတိုင်းရှောက်နေတဲ့ခြေလမ်းတိုင်းဟာလုံခြုံနေမှာပဲဖြစ်တယ်။ဂျာနာဆင်ချင်ခဲ့တဲ့သူတိုင်းရဲ့အသက်တာခြေလမ်းတွေကိုလမ်းညွန်ပြီးနေတဲ့ပြာသခင်ကြောင့်ပြာသခင်နဲ့အပြန်အလှန်နှစ်သက်ဝမ်းမြောက်ခြင်းကိုခံစားနိုင်ကြပါစေ။အာမင်။ ဤခွန်အားသည့်နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော်အပ်ပါသည်